ီနေ့ဗီဒီယိုမှာ MD စင်ကက်ကြီးပျောက်သွားတာပဲဖြစ်ဖြစ်အကျွန်တော်တို့ကအခိုးခံရတာပဲဖြစ်ဖြစ်မှတ်ပုံနေကျွန်တော်တို့ရဲ့ MD စင်ကက်ကြီးကတခြားမှတ်ပုံနေနဲ့တင်ထားတယ်ကျွန်တော်တို့ကိုယ်ပိုင်မှတ်ပုံနေနဲ့ဘယ်လိုမျိုးတင်ရမလဲအဲနောက်တစ်ခုကကျွန်တော်တို့ရဲ့ MD စင်ကက်ကြီးက 3G ပဲရတယ်ကျွန်တော် 4G ဘယ်လိုမျိုးပြောင်းရမလဲနောက်ကြတော့ဆိုင်ကိုသွားစရာမလိုဘဲနဲ့ရုံးကိုသွားစရာမလိုဘဲနဲ့ဒီအချက်အလက်တွေကိုဘယ်လိုမျိုး လောက်ဆောင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်ကအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲပထမဆုံးအနေနဲ့ကျွန်တော်တို့က MD single ကိုကျွန်တော်တို့ကကိုယ်ပိုင်မှတ်ပုံနဲ့တင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျွန်တော်တို့က MD single ကိုအရင်ဆုံးကျွန်တော်တို့ကသွားရောက်ပြီးတော့မှစစ်ဖို့တော့လိုအပ်ပါမယ်ဗျာစစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖုန်းထဲကိုအရင်ဆုံးဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က star 106ဟက်ကိုနှိပ်လိုက်ပါဗျာနော် ချက်ကိုနှိပ်လိုက်ပါ star 106ချက်ကိုနှိပ်လိုက်ပါနှိပ်ပြီးသားဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းခေါ်လိုက်ပါဖုန်းခေါ်တဲ့နေရာမှာကျွန်တော်တို့က MVD နဲ့ခေါ်ကျွန်တော်တို့ MVD စင်ကတ်ကိုမှတ်ပုံနေတင်မှာဖြစ်တဲ့တော့ကိုကျွန်တော်တို့က MVD စင်ကတ်ကိုရွေးပြီးတော့နှိပ်ပေးလိုက်ပါနှိပ်လိုက်လို့ရှိရင်ခဏလေးစောင့်ပေးလိုက်ပါဗျတာ106ချက်ကိုနှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်ဗျ အဲဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲကျွန်တော်တို့ကဒီနေရာမှာအင်္ဂလိပ်စာတွေနဲ့ပေါ်နေတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကနိုင်လို့ရိုက်လိုက်တာနဲ့ကျွန်တော်တို့ကဘာသာစကားကိုကျွန်တော်တို့ကမက်ဆေ့ပို့လက်အချိန်ခါမှာကျွန်တော်တို့ကမြန်မာလိုဘာသာပြန်နဲ့ပို့ပေးမှာဖြစ်ပါတယ်ဗျာဒီနေရာမှာဆိုလို့ရှိရင်တော့အဲမက်ဆေ့တို့ကအင်္ဂလိပ်လိုပို့စေချင်တာလားမြန်မာလိုပို့စေချင်တာကျွန်တော်တို့ကမြန်မာလိုပို့စေချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က MD ကနေပြီးတော့မှ message ကြားတဲ့အခါမှာမြန်မာလိုကျွန်တော်တို့ထဲမှာပို့စေချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတူးကိုနှိပ်ပေးလိုက်ပါ ဥကိုနှိပ်ပြီးတော့မှဆန့်လို့ပို့လိုက်ပါဗျအပေါ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ်လိုက်ဆိုလို့ရှိရင် okay ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က MVD ရုံးကနေပြီးတော့မှ message ပို့တဲ့အချိန်ကမှမြန်မာလိုကြလာမှာပဲဖြစ်ပါတယ်ဗျဒါပြီးလို့ရှိရင်တော့ကျွန်တော်ခုနကလိုပဲ106 chat ကိုနှိပ်လိုက်မယ်ဆက်ပြီးလို့ရှိရင်ဖုန်းခေါ်လိုက်မယ်တို့က MVD ဆိုလို့ရှိရင် MVD ကိုပြောင်းလိုက်မယ်ခဏလေးစောင့်ပေးလိုက်ပါဗျခုနကလိုမျိုးပဲကျွန်တော်တို့ကဒီလိုမျိုးလေး ပေါ်လာပြီဆိုလို့ရှိရင်တော့ number 5ကိုရွေးပေးရမှာဖြစ်ပါတယ်ဗျ number 5ကတော့ကျွန်တော်တို့ကဆက်ရင်းဖြစ်ပါတယ်ဗျအဲ့ဒါဆိုလို့ရှိရင် number 5ကိုရွေးပေးလိုက်ပါရွေးပြီးလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစန့်ကိုဆက်ပြီးတော့နှိပ်လိုက်ပါဗျခဏလေးဆောင်ပြီးလိုက်ပါစန့်ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဖုံးငွေစင်ရန်ရှိမယ်မိမိ number ရှိမယ်နောက်ကြတော့စစ်စေးရန်ရှိမယ်နောက်တို့ရှိမယ်ကျွန်တော်တို့ကကြတော့ကျွန်တော်တို့ရဲ့ဖုံးနံပါတ်ကိုကျွန်တော်တို့ကမတည်ဘူးဆိုလို့ရှိရင်ဒီနေရာမှာလာဆက်လို့ရတယ်ကျွန်တော်တို့ကစစ်စေးရန်ဆိုတဲ့ဟာကိုကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ်ဗျ နံပါတ်3ကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်စစ်ဆေးရံကိုနှိပ်လိုက်ပါခဏလေးစောင့်ပေးလိုက်ပါဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကစင်ကဝက်ဆစ်လာစစ်ရံဆိုတာကကျွန်တော်တို့ရဲ့မှတ်ပုံတွေအမြင်ပေါက်ကျွန်တော်တို့ကကိုယ်ပိုင်မှတ်ပုံတွေနဲ့တင်ထားဤမတင်ထားဤဆိုတာကိုဒီနေရာမှာစစ်ရမှာဖြစ်ပါတယ်ဗျနံပါတ်2ကတော့ကြောက်တော့ကျွန်တော်တို့က 4G အဲကျွန်တော်တို့ရဲ့စင်ကက 4G ရဤမရဤဒီနေရာမှာစစ်လို့ရမယ်တကယ်လို့မှ 4G မရသေးဘူးဆိုလို့ရှိရင်လည်းဒီနေရာမှာကျွန်တော်တို့ကအော်တိုပြောင်းသွားပေးမှာဖြစ်ပါတယ်ဗျ ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ကမှတ်ပုံတွေတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကျွန်တော်က1ကိုရွေးပေးရမှာဖြစ်ပါတယ်ဗျာ1ဆိုတာကတော့ sin versus star အဲ versus အဝဲစစ်တော့ကိုကျွန်တော်တို့ကစစ်ရန်ဆိုတဲ့ဟာကိုရွေးပေးရမှာဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကစန့်ကိုနှိပ်ပြီးလိုက်ပါ။ခဏလေးစောင့်ပြီးလိုက်ပါဗျာ။ဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်တော့ OK ကိုဟိုကနှိပ်လိုက်ပါ။နှိပ်လိုက်ပြီဆိုတာနဲ့အပေါ်မှာကျွန်တော်တို့က message ကြလာမှာပဲဖြစ်ပါတယ်ဗျာ။အရင်ဆုံးကျွန်တော်တို့က message ကိုတွားရောက်ပြီးတော့မှဆက်လိုက်ပါမယ်။ message ကြားလာမှာဖြစ်ပါတယ်ဗျ message တော့ကိုအရင်ဆုံးဝင်လိုက်မယ်ခဏလေးကျွန်တော် van နဲ့ထွက်လိုက်မယ်ခဏလေးဆောင်ပေးလိုက်ပါကျွန်တော်တို့က message ဝင်အောင်တစ်ချက်ဆောင်ပေးရမှာဖြစ်ပါတယ်ဗျအဲတကယ်လို့များ message မကြောက်ဆိုလို့ရှိရင်တော့ခုနကလိုမျိုးပဲကျွန်တော်တို့က message ကြားလာအောင်ကျွန်တော်တို့ကတစ်ချက်လုတ်ပေးရမှာထပ်ပြီးတော့လုတ်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကလောလောဆယ်တော့ကျွန်တော်တို့က message တော့ကြားမလာသေးဘူး။အဒီမှာကြားလာပါပြီဗျာနော်။အခုဆိုလို့ရှိရင် message ကြားလာပြီ။ကြားလိုက်ဆိုလို့ရှိရင်တော့ဒီ message ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်။ နှိပ်လိုက်ပြီဆိုလို့ရှင်တော့ဒီမှာဖုန်းနံပါတ်ကကျွန်တော်ရဲ့ဖုန်းနံပါတ်ပါမယ်အဲကျွန်တော်ရဲ့အမှတ်ပုံတွေမှန်မှန်စစ်လိုက်ပါကျွန်တော်ကတော့ဒီနေရာမှာအမှတ်ပုံတွေမှန်တယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကအမှတ်ပုံတွေထပ်ပြီးတော့တင်စရာမလိုဘူးတကယ်လို့မှအမှတ်ပုံတွေကျွန်တော်တို့ထဲမှာဒီမှာကျွန်တော်တို့ကအမှတ်ပုံတွေကမှန်မှန်ကန်ကန်ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီနေရာမှာတွားပြီးတော့မှစစ်ဖို့အဲကျွန်တော်တို့ကအမှတ်ပုံတွေတင်ဖို့လိုအပ်ပါမယ်ဗျတခြားအမှတ်ပုံတွေနဲ့တင်ထားတယ်ဆိုပြီးတော့တချို့ဆိုလို့ရှင်တခြားအမှတ်ပုံတွေနဲ့ တင်ထားတာအောင်မှာဟာမတ်ဒီစင်ကကျော်လာမတ်ပုံနေတင်ပြီးသားကြီးဘာမှလုံးเสียရမလို့အဲ့ဒါကြီးကလုံးဝကိုကွဲလွဲနေတဲ့အကြောင်းအရာတွေပါဗျအဲဒီကလေးလုံးမကျွန်တော်တို့ကဒီဖုန်းနံပါတ်ကကျွန်တော်ရဲ့ကိုပိုင်မှတ်ပုံနေနဲ့တင်ထားတယ်ဆိုလို့ရှင်တော့ကျော်ဒီစင်ကကပျောက်ထားပဲဖြစ်ဖြစ်အပိတ်ခံရပါတယ်ဖြစ်ဖြစ်ကျော်တို့ကချက်ချင်းယုံကိုတွားရောက်ပြီးတော့မှလုံးလို့ရပါတယ်ဗျနေချင်းတွားရောက်လုံးမယ်ဆိုလို့ရှင်တော့ကျော်တို့ကစင်ကဘို1500ပဲပေးရပါတယ်ဗျ အဒါရတော့ထားလိုက်ပါဗျာတော့ဆက်ပြီးတော့သွားလိုက်အောင်ဒါပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့မှတ်ပုံနေအမြေပေါက်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကသွားရောက်ပြီးတော့မှမှတ်ပုံနေတင်ရမှာဖြစ်ပါတယ်ဗျာတင်ဖို့တက်ဆိုလို့ရှိရင်တော့ဘာသာတော့မိတ်ဆိုလို့ရှိမှာ browser ရှိတယ်ဆိုလို့ရှိရင်လည်း browser ဝင်ပေးပါ chrome ရှိတယ်ဆိုလို့ရှိရင်တော့ chrome ဝင်ပေးလိုက်ပါကျွန်တော်ကတော့ဒီမှာကျွန်တော်က chrome ရှိတဲ့အတွက်ကြောင့်မလို့ chrome ကိုဝင်ပေးလိုက်မယ်ဝင်ပြီးသားဆိုလို့ရှိရင်တော့ mpd mpd ကျွန်တော်တို့ကကျွန်တော်တို့ 4u လို့ရိုက်လိုက်ပါ mpd 4u ကျွန်တော်တို့က login ဆိုပြီးတော့ဒီမှာ ရွေးပေးရမှာဖြစ်ပါတယ်ဗျအရင်ဆုံးကျွန်တော်ကနှိပ်လိုက်ပါမယ်အနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာဒီနေရာမှာကျွန်တော်အမှလော့ရင်ဆိုတဲ့ဆိုင်းရင်ဆိုတဲ့ဟာကိုဝင်ရမှာဖြစ်ပါတယ်ဗျအရင်ဆုံးဒီကောင်လေးကိုကျွန်တော်ကတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပါခဏလေးဆောင်းပြလိုက်ပါအဲဒီလိုမျိုးနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာအပေါ်ဆုံးမှာကျွန်တော်တို့ကဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျအဖုန်းနံပါတ်ကိုရိုက်လိုက်ပါကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျ အဲရက်တက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟိုးနောက်ဆုံးလေးမှာကျွန်တော်တို့ကဒီမှာ gas ဆွာကိုရှိပါတယ်ဗျာနော်ဒီ gas ကိုကျွန်တော်တို့ကနှိပ်ပြလိုက်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကကုတ်တောင်းမှာဖြစ်တဲ့ကြောင့်မို့ gas ကိုတစ်ချက်နှိပ်လိုက်ပါအဲဒီမှာဘယ်လိုပြောထားတာလဲဆိုလို့ရှိရင်တစ်ချက်ကြည့်လိုက်ပါမယ်အပေါ်မှာဘာလို့မတွေ့လို့ပါဗျာခဏလေးဆောင်းပြလိုက်ပါအဲဒီမှာတစ်ချက်ပြန်ရလိုက်ပါမယ်အဲကျွန်တော်ရှင်းမှာခုနကတော့ ရှင်းမှာ3ရခံလို့လားမသိဘူးဒီမှာကျွန်တော်တို့က0မခံရလို့ရေးထားတယ်ဗျဒီမှာဆိုလို့ရှိရင်ကိုဟုတ်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုရိုက်လိုက်ပါရိုက်လိုက်ပါရိုက်ပြီးတော့ဆိုလို့ရှိရင်တော့ခုနကတော့နောက်ဆုံးက gas ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီကုန်းနှိပ်လိုက်ပါအဲ gas ကိုနှိပ်လိုက်ပါဒီမှာ second နဲ့စောင့်နေပါတယ် message ကြာတော့ချင်းဒီ message ကိုဒီမှာအပေါ်မှာ message ကြာလာပါပြီဒါလိုက်ဆိုလို့ရှိရင်ဒီမှာအဲ9 4 9 6 1 9 4 9 6 1 ားထားပြီးလို့ရှိရင်ကျွန်တော်တို့ကစိုင်းရင်ကိုကျွန်တော်ကတစ်ချက်ဝင်လိုက်ပါခဏလေးဆောင်းပေးလိုက်ပါဒီလိုမျိုးစိုင်းရင်ဝင်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမှတ်ပုံနေတင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ crossing link ရှိ crossing နှိပ်လိုက်ပါမှတ်ပုံနေတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကမှတ်ပုံနေတင်မဲ့နေရာကိုအရင်ဆုံးကျွန်တော်တို့ကအဲတွားပေးရမှာဖြစ်ပါတယ်ဗျအရင်ဆုံးမှတ်ပုံနေတင်မဲ့နေရာကိုဒီကောင်လေးကိုပိတ်လိုက်ပါမယ်တွားလိုက်ပါမယ်မှတ်ပုံနေတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအောက်ဆုံးကကျွန်တော်တို့ကဒီမှာရေးထားပါတယ်ဗျာနော်ဟိုအောက်ဆုံးမှာ အောက်ဆုံးကိုနည်းနည်းလေးဆွဲလိုက်ပါအဲဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအောက်အောက်ဆုံးမှာအကျွန်ုပ်ဆိုတာကိုရှိပါတယ်ဗျာနော်အကျွန်အကျွန်ုပ်ဆိုလဲဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာနော်ဒီလိုကျွန်တော်ကတော့တစ်ချက်နှိပ်လိုက်ပါမယ်ဒီအောက်ဆုံးကကျွန်ုပ်ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်ဗျာဒီမှာဆိုလို့ရှိရင်တော့သူတို့ကအဲဖော်ပြထားပါတယ်ဒီမှာဆိုလို့ရှိရင်တော့အောက်ပါဖော်ပြပေးအချက်လက်ကိုပြင်ဆင်ပါတဲ့ကျတော့နိုင်ငံခြားတာကျတော့ကျွန်တော်တို့ရဲ့နိုင်ငံ ရမှတ်ပုံနေကျွန်တော်တို့ရဲ့မှတ်ပုံနေနဲ့ single တင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က MVD single ကိုကျွန်တော်တို့မှတ်ပုံနေနဲ့ single နှစ်ခုထိကျွန်တော်ကမှတ်ပုံနေတင်လို့ရပါတယ်အဲနှစ်ခုတည်းကြော်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့မှတ်ပုံနေအမြီပေါက်ကိုအဲကျွန်တော်တို့ကဒီ online ပေါ်ကနေပြီးတော့မှပြောင်းလို့ရမှာမဟုတ်ပါဘူးဆိုပြီးတော့မှသူကရေးပေးထားတာဗျအဲတချို့ကြောင့်တော့မှတ်ပုံနေတင်လို့မရတာရှိတယ်ဘာလို့မှတ်ပုံနေတင်လို့မရတာလဲဆိုလို့ရှိရင်တော့ရဲ့ဘရာတို့မိတ်ဆွေတို့ရဲ့မှတ်ပုံနေက single နှစ်ခုတည်းကြော်ပြီးတော့မှ မှန်တယ်ပြောရရင်စင်ကနှစ်ခုပြေသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကမှတ်ပုံတင်တင်လို့မရတာမှတ်ပုံတင်တင်လို့မရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကယုံတွေကိုတွားကြတာအဲယုံတွေမှတ်ပုံတင်တွားပြီးတော့အတင်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာတစ်ခါလေးပြောလိုက်ပါမယ်ဗျမှတ်ပုံတင်ယုံမှာတွားပြီးတော့တင်ကျင်တယ်ဆိုလို့ရှိရင်စင်ကပျောက်ထားပဲဖြစ်ဖြစ်အခိုးခံရတာပဲဖြစ်ဖြစ်အပိတ်ခံရတာပဲဖြစ်ဖြစ်တွားပြီးတော့မှ60နဲ့ဆိုလို့ရှိရင်တော့ဒီရန်ကုန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမြန်မာပလာဇာမှာကျော် MD ယုံရှိပါတယ်ဗျအဲမြန်မာပလာဇာမှာတွားရောက်ပြီးတော့မှ MD တင်လို့ရတယ် MD တွားချောက်လို့ရတယ် ကျွန်တော်တို့ကမှတ်ပုံနေရင်ကျွန်တော်တို့ကအဝင်ကော3ကောနဲ့အထွက်ကော3ကောကျွန်တော်တို့ရဲ့မှတ်ပုံနေရင်မူရင်အယူသွားပေးရမယ်မိတူကတဆောင်ယူသွားပေးရမယ်အဲ့ဒါဆိုလို့ရှိရင်တော့မှတ်ပုံနေရင်ကြိုက်တဲ့အချိန်ကျွန်တော်တို့ရဲ့ single တွေကြိုက်တဲ့အချိန်၆လို့ရမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ကမြန်မာပလဆာမှာသွားလုပ်လို့ရမယ်ကျွန်တော်တို့မျိုးတဲ့စုလေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစုလေးဘက်မှာလည်းသွားရောက်ပြီးတော့မှာ၆လို့ရပါတယ်ဗျာစုလေးဖျားနားလေးမှာပဲဗျာနော်ဒီဟာကတော့ကျွန်တော်ရန်ကုန်အတွက်ပါဗျာအဲတခြားမြို့နယ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က နေရာမတိလက်အတွက်ကြောင့်မလို့ဒီဗီဒီယိုထဲမှာထည့်ပြီးရောမှာနေရာလေးကိုမပြောပြတော့ပါဘူးဗျ။ဒီနေရာမှာကျွန်တော်ကမှတ်ပုံတွေတင်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်ကဒီမှတ်ပုံတွေကိုတစ်ချက်နှိပ်လိုက်မယ်။ကျွန်တော်ကမှတ်ပုံတွေဒီမှတ်ပုံတွေတင်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီနေရာမှာမှတ်ပုံတွေတစ်ချက်နှိပ်လိုက်မယ်။ဒီအောက်ဆုံးမှာကျွန်တော်တို့ကဒီမှာတွေ့ရပါလိမ့်မယ်ဗျ။ကျော်လို့ရမှတ်ပုံတွေကိုအပေါ်ဆုံးကကင်မရာကိုယူပြီးတော့မှတပ်ပုံရိုက်မယ်တပ်ပုံရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာတပ်ပုံတွေထည့်မယ်ဒီကျွန်တော်တို့ရမှတ်ပုံတွေကိုတပ်ပုံထည့်မယ်နောက်ဆုံးမှလည်းကျွန်တော်တို့က ဒီနေရာမှာပဲနောက်ဘက်အချံကိုမှတ်ပုံနဲ့ထည့်ပေးရမှာဖြစ်ပါတယ်ဗျအဲထည့်ပြီးသွားပြီဆိုလို့ချင်းတော့ကျွန်တော်တို့ကဒီအောက်ဆုံးမှာကျွန်တော်တို့ရဲ့နာမည်ရက်ဆွဲကိုကျွန်တော်တို့ကနာမည်အမိမှန်ကိုထည့်ပေးမယ်အဲ့ဒီနာမည်အမိမှန်လည်းမှတ်ပုံနဲ့ထဲကနာမည်ကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်ဗျအဒီမာမီရှေးမှာဆိုလို့ရှိရင်တော့ဥဒေါ်ကိုမောင်မအဲ့ဒါကြီးထည့်เสียရမလို့ပါဘူးဗျဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗာမြင်းဆောင်စွာကိုတစ်ချက်ထည့်ပေးရမယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမှတ်ပုံနဲ့နံပါတ်ကိုထည့်ပေးရမယ် မှတ်ပုံတင်နံပါတ်ကလည်းကျွန်တော်တို့ရဲ့ကိုပိုင်မှတ်ပုံတင်နံပါတ်ဖြစ်ဖို့တော့လိုအပ်မယ်ဗျ။ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ကိုပိုင်အချက်လက်အများဆိုတော့တွေ့ရတယ်။အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်။ဒီညမှာဆိုလို့ရှိရင်တော့အာဘာလို့ရဲ့ဖခင်အမိတွေထည့်မယ်။မွေးနေ့မွေးတက်ကလေးတွေထည့်မယ်။ဒီမှာဆိုလို့ရှိရင်အကောလုံးထည့်မယ်။အဲထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ဆုံးမှာဒီညမှာကျွန်တော်တို့ကပြောင်းထားတာကျွန်တော်ကပြောင်းထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့အပေါ်ဆုံးမှာကျွန်တော်တို့ကသိမ့်ပြီဆိုပြီးတော့မှာ စေပေးရမှာဖြစ်ပါတယ်ဗျတကယ်လို့ဒီလိုမျိုးစေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရမှတ်ပုံတွေတင်ထားတာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဗျဒီမှတ်ပုံတွေတင်တာအောင်မြင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က၂ရက်၃ရက်အတွင်းမှာကျွန်တော်တို့ရှိကိုကျွန်တော်တို့ခုနလိုမျိုးပဲ message ကြလာမှာပဲဖြစ်ပါတယ်ဗျ message ကြလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရမှတ်ပုံတွေအမြီပေါက်မှန်မှန်မှန်ကိုဒီနေ့အဲကျွန်တော်တို့ခုနက message star 106ရှက်ကိုနေပြီးတော့မှအဲကျွန်တော်တို့က MD ဆိုလို့ရှိရင်တော့ MD နဲ့တွားရောက်ပြီးတော့မှ ကျွန်တော်တို့ကမှတ်ပုံတွေအမြီပေါက်ကိုတွားရောက်ပြီးတော့မှစစ်လို့ရပါတယ်ဗျမက်ဆေ့ချလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ကိုပိုင်မှတ်ပုံတွေအမှန်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ကိုပိုင်မှတ်ပုံတွေကတို့တို့ကတင်တာကိုအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က MD single တဲ့မှတ်ပုံတွေဘယ်လိုမျိုးတင်ရမလဲဆိုတော့ကိုကျွန်တော်ရှီယိုမှလာပြီးတော့မင်းနေကြတဲ့သူများအတွက်အဲဒီဗီဒီယိုထဲမှာပဲကျွန်တော်ကထည့်ပြီးတော့ပြောပြပေးထားပါတယ်ဗျကျွန်တော်မှတ်ပုံတွေနေဟို single တွေပျောက်သွားတာပဲဖြစ်ဖြစ်တို့တို့ကမှတ်ပုံတွေဒီ စင်ကတွေပြတော့တာပဲဖြစ်ဖြစ်တို့လိုကအခိုးခံရတာပဲဖြစ်ဖြစ်အပိတ်ခံရတာပဲဖြစ်ဖြစ်ဒီနေရာမှာသွားရောက်ပြီးတော့မှရှောက်လို့ရပါတယ်ဗျတကယ်လို့များစင်ကတွေအခိုးခံရလို့မလို့ပျောက်သွားလို့မလို့စင်ကတွေကသွားပြီးတော့မှရှောက်ဖို့အတွက်ဆိုလို့ရှိရင်တော့အရင်ဆုံးပျောက်သွားတယ်ဆိုလို့ရှိရင်ပျောက်သွားတဲ့နေ့ကိုမှတ်ထားပြီးတော့မှကျွန်တော်တို့ကအဲလင်းကားလာအတွင်းမှာပဲသွားရောက်ပြီးတော့၆ဖို့တော့ကျွန်တော်ကအကြံပြုချင်ပါတယ်ဗျတကယ်လို့များတနေ့ကျော်နှစ်နှစ်လောက်ရှိပြီးမှ MD စင်ကတွေသွားပြီးတော့မှ ရှောက်တင်တယ်ဆိုလို့ရှိရင်တော့ဘလိုနီးနဲ့မှအဆင်ပြေမှာမဟုတ်ပါဘူးဗျအဲ့ဒါကြောင့်မလို့လုံးဝအပီးပိုင်ပိတ်လိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့စင်ပြတ်တွေကပြန်ရမှာမဟုတ်တော့ပါဘူးဗျအဲ့ကြောင့်မလို့ကျွန်တော်တို့ကတကယ်လို့မှစင်ပြတ်တွေပျောက်သွားတယ်ဆိုလို့ရှိရင်တော့ချက်ချင်းသွားပြီးတော့မှလှုပ်ဖို့ခြောက်ဖို့အကြံပြုချင်ပါတယ်ဗျဒီဗီဒီယိုကတော့ကျွန်တော်တို့က MD စင်ပြတ်တွေဘလိုမျိုးမှတ်ပုံနဲ့သင်ရမလဲဆိုတော့ကိုဒီဗီဒီယိုလေးမှာထည့်ပြီးတော့မှပြောပြထားတာဖြစ်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ OD2 mic တဲ့ တော်တော့ဒီတယ်လီနော်တွေဘယ်လိုမျိုးမှတ်ပုံနေတင်ရမလဲဆိုတော့ကိုနောက်ထပ်ဗီဒီယိုမှာထပ်ပြီးရောမှာ sharing ပေးပါဦးမယ်ဗျဒီဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်